ဘယ်လိုလဲဘယ်လိုလဲဆုံးသွားတော့ရဲတော်အကာရုခကျံဝေရလေယူစကိုင်းနိုင်မုံရခိုင်ချောင်းမြို့နယ်မုံရမန္တလေးပခုတ်ကူလမ်းဆုံးချောင်းလမ်းခွဲမှာတက်ဆွဲထားတဲ့စစ်ကောင်ပြင်လက်အောက်ပြူစော်ဒီတက်ဖွဲ့ဝင်တွေကိုတိုက်ခိုက်မှုမှာ PDF တအူးတိုက်ပွဲကြတည်ဆုံခဲ့တယ်လို့မုံရခိုင် MS နဲ့တရင်တက်ခွဲသုံးစီကသိရပါဗါးနိုဝင်ဘာ၂ရက်မနက်9:00ခွဲကန်က ချောင်းလန်းစုံကအင်အားတရာခန့်ရှိစစ်ကောင်ပြင်တပ်စစ်ဆေးဂိတ်ကပြူစောတိတပ်ဖွဲ့ဝင်တွေကိုအနီးကရှောင်းတခင်ဝင်ရောက်ပစ်ခတ်ရာကအသက်24နှစ်အရွယ်အာကာထုံးကောကျောင်းဝင်မှာဥကောင်းကိုလက်နက်ငယ်ကြီးထိမှန်တိုက်ဆုံးခဲ့တာလို့ဆိုပါတယ်။သူဒီပထမဒီပေါက်ပြည့်ပြီးဒီကုံွားတို့ဒီနောက်ထပ်ဒီပေါက်ပြောင်းတဲ့အချိန်မှာငုံပြောင်းနေတဲ့အချိန်ခေါင်းပေါ်နေလို့ဖြစ်မင်းခေါင်းအဲခေါင်းကိုပဲမှန်ပြီးတော့ကြာဆုံးသွားတာ။စေးရောင်ရောက်မှကြာဆုံးသွားတာ။ ချောင်းလမ်းဆောင်ရှိစစ်ကောင်ပြင်တပ်ဖွဲ့ဝင်တွေဟာကင်မွန်းတို့ရွာပြူစော်ရီတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းသိရှိရပြီးအပြန်အလှန်ပစ်ခတ်ချိန်မိနစ်ပိုင်းသာကြာမြင့်ခဲ့ကပြူစော်ရီလေးဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ PDF တပ်ဖွဲ့ဝင်အာဃာထွန်းရဲ့စာပနာအခမ်းအနားကိုနိုဝင်ဘာ3ရက်မနေ့ကမနက်9:00နာရီမှာချောင်းမြို့နယ်အတွင်းပြုလုပ်ခဲ့ပြီးမိသားစုဝင်တွေမော်ရွာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဒေသတွင်း PDF ခေါင်းဆောင်တွေနဲ့တပ်ဖွဲ့ဝင်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။